နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းအမရပူရမြို့နယ်မြင့်ငယ်မြို့အထက်တန်းကျောင်းမှာမနေ့ကအော်တိုဘာလ22ရက်နေ့နေ့လယ်12နာရီခွဲလောက်ကအရဲသားတစ်ယောက်က Grade 11ကျောင်းသားကျောင်းသူ3ယောက်ကိုဓားနဲ့ထိုးသွားလို့စေယုံတင်ထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေ့လယ်12ခွဲကအရဲသားလူငယ်တစ်ယောက်ဖြစ်တဲ့သူကညမဖြစ်သူကိုအေးဘူးပေးမယ်ဆိုပြီးတော့ Grade 11B အခန်းထဲကိုဝင်က ကျောင်းသူတယောက်ကို level ညက်ဓာတ်နဲ့ထိုးပြီးတော့ဝင်ဆွဲတဲ့ကျောင်းသားတယောက်နဲ့ကျောင်းသူတယောက်ကိုပါဓာတ်နဲ့ထိုးခဲ့တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ မုတ်စားဆင်းတဲ့အချိန် grade 11 B အခန်းမှာဖြစ်သွားတာပါအဲ့ဒီကောင်လေးကသူ့ညမကိုမုတ်ပေးမယ်ဆိုပြီးတော့ဝင်လာတာအခန်းထဲရောက်တော့ကျောင်းသူလေးကိုလယ်မင်းညစ်ပြီးဓားနဲ့ထိုးတာဘေးကတငယ်ချင်းတွေကဝင်ဆွဲတယ်ဝင်ဆွဲတဲ့တငယ်ချင်းတွေကိုလည်းဓားနဲ့ထိုးပြီးထွက်ပြေးသွားတယ်အခုတော့၃ယောက်စလုံးဆေးရုံမှာလို့ပြောပြထားပါတယ်ဓားနဲ့ထိုးခံရတဲ့သူတွေဟာ grade 11 B ဝိဇာတွဲအခန်းကမဆုမြတ်နိုးဦးမဆွေစင်ငိမ့်နဲ့ ်မောင်ဝင်းထုံးမျိုးတို့ဖြစ်ပြီးတော့မန္တလေးစေယုံကြီးကိုစေကူတာဖို့အတွက်ပို့ဆောင်ထားရတယ်လို့အုတ်ချုပ်ရေးနဲ့နီးစပ်သူတို့ကပြောပြထားပါဗါးနဲ့ထိုးတဲ့အကြောင်းရင်းကိုမသိရသေးပေမဲ့ အပြင်လူကိုကျောင်းဝန်းထဲကိုဝင်ခွင့်ပြုခဲ့တဲ့ဆရာဆရာမတွေမှလည်းတောင်းဝန်ရှိပါတယ်သူရဲ့ညီမကိုခေါ်ပေးပြီးတော့ကျောင်းဝမှာမုံနဲ့အေးပေးလို့မရဘူးလားဓာတ်နဲ့ထိုးခါရတဲ့၃ယောက်ထဲမှာလေမင်းကိုဓာတ်နဲ့ထိုးခါရတဲ့ကလေးမကစိုးရင်ရတယ်ဂျန်နဲ့၂ယောက်ကဝင်ဆွဲတော့လက်တွေပဲရှက်ထိသွားတာလို့ရှင်းပြထားပါတယ်လက်တလုံးမှာကျောင်းသားကျောင်းသူ၃ယောက်ကိုမန္တလေးစေယုံကြီးမှာစေကူတမှုခံယူနေရပြီးတော့ဓာတ်နဲ့ထိုးခဲ့တဲ့ဝိုင်းဝိုင်းဆိုတဲ့လူငယ်ကိုတော့ရဲတွေကမဖမ်းမိသေးဘူးလို့ပြောပါတယ်စစ်ခွေးတွေအာဏာသိမ်းပြီးတော့၂၀၂၁ခုနှစ်ကနေ၂၀၂၅ 5ခုနဲ့အတွင်းရန်ကုန်နေပြည်တော်မန္တလေးအေရီနဲ့မွန်ပြည်နယ်ကစတင်ကြောင်းတွေမှာအုပ်စုဖွဲ့အနိုင်ကျင့်မှုနဲ့ရန်ဖြစ်တာတွေကြောင့်ကျောင်းသား2ယောက်တေဆုံးခဲ့က6ယောက်ဒဏ်ရာရတဲ့ဖြစ်စဉ်များလည်းရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ